်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဖာပွန်ခရိုင်သို့စစ်ကူလာချသည့်ရဟတ်ရင်ကို KNLA ပူးပေါင်းတပ်များကတိုက်ခိုက်မှုခိတဗျူဟာမှုဒုဗိုလ်မှုကြီးအောင်မြတ်မှုအပါအဝင်အရာရှိနှင့်စစ်သည်15ဦးသေဆုံးတောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှအရာရှိစစ်တီတရားနိဗ္ဗာန်အစစ်ခံရရတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ကရင်ပြည်နယ်ဖားပုံခရိုင်ဘောဆဲခုစခန်းသို့စစ်ကူလာချသည့်ရဟတ်ရင်ကို KNL ပူပေါင်းတပ်များကတိုက်ခိုက်ခဲ့ရာခေတ္တဗျူဟာမှုဒုတိယဗိုလ်မှူးကြီးအောင်မြတ်မှုအပါအဝင်15ဦးသေဆုံးသွားကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးစင်ရော်ကသတင်းဌာနကိုပြောကြားပါရယ်နိုဝင်ဘာလ21ရက်နေ့ကရင်ပြည်နယ်ဖားပုံခရိုင်တွင်စစ်စင်ရေးများကြီးကြပ်ကိုကဲမီခေတ္တဗျူဟာမှုဒုတိယဗိုလ်မှူးကြီးအောင်မြတ်မှုအပါအဝင်စစ်ကူများကို MI7 ရဟတ်ရင်ဖြင့်လာရောက်ချထားစဉ် KNL နှင့် PDF ပူးပေါင်းတပ်များသတင်းအရတိုက်ခိုက်ခဲ့ရာ ဒုတိယဗိုလ်မှူးကြီးအောင်မြတ်မိုးအပါဝင်15ဦးသေဆုံးသွားခဲ့ကြောင်းရှင်းအောင်အခြားရဟယင်တစင်းဖြင့်ဒုတိယဗိုလ်မှူးကြီးအောင်မြတ်မိုး၏အလောင်းအပါဝင်အရာရှိများ၏အလောင်းများကိုနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ပြန်လည်တည်ဆောက်သွားခဲ့ကြောင်းသိရပါတယ်။ရဟယင်နှင့်လာချတာကနေ့လယ်ပိုင်းလောက်မှလာချပြီးတော့အဲ့ဒါကိုသတင်းပေါက်ကြားပြီးတပတ်အဖွဲ့အစည်းကနေလက်နက်ကြီးလက်နက်ငယ်60မမတွေရော drone ပုံးတွေနဲ့ပါတိုက်ခိုက်တာ ရဟန်းရင်ပေါ်ပါဒုတိယဗိုလ်မှူးကြီးအောင်မြတ်မိုးအပါဝင်အရာရှိစစ်သည်15ဦးကြာဆုံးပါတယ်ဟုနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။စီရီယံဗိုလ်ကြီးစင်ရောကလည်းတောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ A1 ဒုတိယဗိုလ်မှူးကြီးအောင်မြတ်မိုးနဲ့အဖွဲ့ရဟန်းရင်ပေါ်မှချအပီးတိုက်ခိုက်ခံရမှုကြောင့်စစ်အရာရှိကြီးအရာရှိငယ်နှင့်စစ်သည်စုစုပေါင်း15ဦးသေဆုံးကြောင်းအတည်ပြုပြောဆိုပါတယ်။ စစ်တောင်းမြေအရှိတ်ချံအထူးကကြောက်ကြီးနေမြေတဲ့ကိုအထူးကရွေးကောက်ပွဲလုပ်ကျင်တော့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှုံးက A1 တွေ Q1 တွေပါအလဲကျစစ်စီရေးထွက်ရတဲ့အချိန်မှာ A1 အောင်မြင်မှုတို့အဖွဲ့ကစစ်ခုလိုက်သွားရတာပို့တာလဲရဟတ်ရင်နဲ့ပို့တာတေချာတယ်အဲ့ဒီမှာတိုက်ခိုက်ခံရပြီးတော့နှစ်ပေါင်း73 on the spot အလုံးပေါင်း15ယောက်ကြားတယ်ဈေးမှုတစ်ယောက်လဲကြားတယ်တိုင်းယုံစုပေါင်းဆက်ပေါင်းအဖွဲ့တွေလို့သိရတယ် ် KNU ဘက်ကလည်းသတင်းအတိအကျရပြီးတော့စောင့်ကြိုတိုက်ခိုက်တဲ့အနေထားရှော့တိုက်တုံးနဲ့ပစ်တယ်လို့တော့တော်တော်များများတော့ပြောကြတယ်ဒါပေမဲ့အနေထားကရှော့တိုက်တုံးနဲ့ပစ်တဲ့အနေထားမျိုးမဟုတ်ဘူးလို့မြင်ရတယ်အဲ့ဒီဘက်မှာအတုံးများတာကပရိသာမိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အနေအထားမျိုးဟု CDM ဘူကြီးစင်ရော်ကပြောဆိုပါတယ် ဒုတိယပူမူကြီးအောင်မြတ်မွန်းနှင့်အဖွဲစစ်ကူအဖြစ်ရဟတ်ရင်ဖြင့်သွားရောက်ပို့ဆောင်သည့်သတင်းပေါက်ကြား၍တိုက်ခိုက်ခံရပြီးကြာဆုံးသွားသောဖြစ်စဉ်အပေါ်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်စုံခုံခွဲ၍စစ်ဆေးလျက်ရှိပြီးတိုင်ယုံမှအရာရှိစစ်သည်နှင့်မိသားစုဝင်အ ਨੇ စုံတရားနီးပါးဤဖုံများကိုစစ်တပ်ကစစ်ဆေးလျက်ရှိကြောင်းသိရပါသည်။သတင်းပေါက်ကြားလို့တိုက်ခိုက်ခံရတာတော့ပေါ်ပေါက်တယ်။ဘေကသတင်းပေါက်လေဆိုတာလိုက်နေကြတယ်အခုတည်ရတဲ့လောက်တိုင်းယုံကအရာရှိစစ်တွေနဲ့မိသားစုဝင်တရားလောက်ရဲ့ဖုံးတွေကိုစားရဖကယူပီးစစ်နေတယ်။ ဖန်စည်းတာမျိုးမဟုတ်ဘူးဖုံးတွေကိုတင်ပြီးစစ်နေတာဟုနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြပါရယ်ဆလပီဆလင်းမျိုးနဲ့တွင်မဲစရင်စစ်စီပြီးပြန်လာတဲ့စစ်ကားနှစ်စီးကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်ဗိုလ်တအူးသိမ်းဆုံးပြီးသုံးဦးပြင်းထန်ဒဏ်ရာရတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါရယ်မကွေတိုင်းဆလင်းမျိုးနဲ့တွင်မဲစရင်စစ်စီပြီးပြန်လာတဲ့စစ်ကားနှစ်စီးကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်ဗိုလ်တအူးသိမ်းဆုံးပြီးသုံးဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းတောင်စစ်အောင်လိုကေ PDF မှတာဝန်ခံကိုထူးလေးကသတင်းထံတော်ကိုပြောကြားပါရယ် ဒီဇင်ဘာလ၄ရက်နေ့တွင်ဆလင်းမြို့နယ်တွင်ရှိခြေရွာများ၌ရွှေကောက်ပွဲအတွက်မေစရင်များထုတ်ပြန်ထားသည့်ကိုစစ်ဆေးပြီးပြန်လာသည့်စစ်ကားနှစ်စီးကိုတော်လှန်ရေးတပ်ဖွဲ့များကလမ်းပိုင်းတနေရာ၌မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထိုမိုင်းဆွဲတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်မှစစ်ဗိုလ်တအူးသေဆုံးက၃အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းရှင်းတိုက်ခိုက်မှုတွင်သေဆုံးသွားသည့်စစ်ဗိုလ်ဤနိုင်ရီကိုလိုက်လံပို့ဆောင်မိသူမရှိသောကြောင်းတိတ်တဆိတ်အတုပချခဲ့ရကြောင်းသိရပါသည်။စစ်ခွေးအင်အားက၈၀ပါတယ်စစ်ခွေးတွေကစစ်ကားနှစ်စီးနဲ့ပြန်လာတာပါ။ ဇလင်းမျိုးပေါ်ကိုပြန်လာတာပါစစ်ခွေးတည်စင်းကထတ်တိုးတည်ဆုံးတာမျိုးတော့ရှိလားဆိုတာကျွန်တော်တို့စီစစ်နေတော့ပါလောလောဆယ်ကျွန်တော်တို့အတိအကျသိရတာကတော့ဘိုးတကောင်သေးတယ်၊သုံးကောင်ထိခိုက်တယ်၊အရေးပေါ်ဈေးရုံတင်ထားရတယ်အဲ့ဒါပဲကျွန်တော်တို့အတိပြုလို့ရပါတယ်။အချမ်းဖတ်စစ်တပ်ရဲ့အတူရောင်ရွှေကောက်ပွဲကိုပြည်သူတွေကိုချင်းချောက်ပြီးအတင်းအကျပ်လောက်ခိုင်းနေတဲ့အနေအထားမျိုးမှာပြည်သူတွေအနေနဲ့မြို့ပေါ်အသွားလာဆင်ကျင်ကြဖို့နဲ့ရွှေကောက်ပွဲကိုဥဆောင်ပြီးလုပ်နေတဲ့သူတွေနဲ့ဝေးဝေးနေကြဖို့ ဒါရီတော့ကျွန်တော်တို့အတိပေးချင်ပါတယ်ဟုဒေါင်းစစ်အောင်လိုကယ် PDF မှတာဝန်ခံကိုထူးလေးကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုဒေါင်းစစ်အောင် LPDF တပ်ဖွဲ့မှရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းပြည်သူများအနေဖြင့်အကြမ်းဖက်စစ်တပ်အထူးရောင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်ဦးဆောင်ပါဝင်လုပ်ကိုင်နေသူများအနီးအနားသွာလာနေထိုင်ခြင်းမပြုလုပ်ကြရန်ဒေါင်းစစ်အောင်လိုကယ် PDF မှတာဝန်ခံကိုထူးလေးကဆက်လက်ပြောဆိုပါတယ် ဆက်လက်ပြီးချင်းမြောက်ပိုင်းစစ်ကောင်စီထိုးစစ်ချေမှုန်းနိုင်ပြီးစစ်တုံးပန်းနှင့်လက်နက်တွေတင်ရဟု PDF ဇိုလန်စစ်ဦးစီးချုပ်ပြောကနေဒီတောင်ချီဖလန်းဘားလုံးရွာနီးမှာစစ်တပ်စစ်ကြောင်းတွေလှုပ်ရှားနေတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ချင်းပြည်နယ်တီးတိမ်မြို့နယ်နဲ့ဖလန်းမြို့နယ်တွေမှာစစ်ကောင်စီတပ်ကစစ်အင်အားလုံးရင်ထိုးစစ်ဆင်လာလို့တိုက်ပွဲတွေဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေများစွာကိုချေမှုန်းနိုင်ခဲ့တယ်လို့စစ်တုံးပန်းတွေနဲ့လက်နက်ခရမ်းတွေတင်ရခဲ့ကြောင်းချင်းညင်အောင်အဖွဲ့ဝင် PDF ဇိုလန်တပ်ဖွဲ့ဝင်စေဦးစီးတို့ကိုကီးထွန်ကပြောပါတယ်။ ဒီကနေ့ဒီဇင်ဘာ6ရက်နေ့မနက်မှာပြုလုပ်တဲ့ချင်းကြီးနောင်ရဲ့ရန်ပုံငွေရှာဖွေပွဲမှာချင်းမြောက်ပိုင်းစစ်ရေးချင်းတွေကိုအတိပေးခဲ့တာဖြစ်ပြီးရန်သူဘက်ကခြုံအပအဝင်ဝိပညာအုံပြတိုက်ခိုက်မှုတိုးတက်လာပေမဲ့ဒေါ်လာရေးရဲဘော်တွေဘက်ကစိတ်သက်ခံယူချက်ကိုရိုက်ချိုးလို့မရဟုပြောပါတယ် လွတ်လပ်ခြင်းနဲ့ဆန္ဒတနိုင်ငံလုံးလွတ်မြောက်ရေးပြည်နယ်လွတ်မြောက်ရေးစကားစကင်းစင်ကြီးဟာအောက်ခြေရေဘော်တို့ရဲ့စိတ်ထဲအထိရောက်ရှိနေတာဖြစ်လို့စေကောင်စီအပြီးမချေမုန်းနိုင်သေးတာတောင်အထိုင်အလျောက်ဟန်တားနိုင်ခဲ့ပြီးအောင်ပွဲတချို့ရခဲ့တယ်လို့စေဦးစီးချုပ်ကိုကီးထွန်ကပြောပါရယ်စေကောင်စီတက်ဟောင်းအော်တိုဘာလကုန်ပိုင်းမှာတီးတိမ်မျိုးကိုရဟတ်ရင်နဲ့အင်အားပို့လာချိန်အတွေးများခဲ့ပေမယ့်သုံးသက်ကြည့်ပါကစစ်တပ်ကမြေပြင်ထိုးစစ်မစင်နိုင်လို့လေကြောင်းကစစ်အင်အားဖြင့်ထိုးစစ်ဆင်တဲ့ပြူဟာသုံးလာခြင်းဖြစ်တယ်လို့ PDF ဇိုလန်စစ်ဦးစီးချုပ်ကပြောပါရယ် ။နဂိုကဒီနေ့အတွင်းမှာပဲကလေးကနေတရင်သုံးရင်တက်လာတယ်။ကျွန်တော်တို့အားလုံးပူးပေါင်းပြီးမှတိုက်ကြတယ်။တရင်သုံးရင်ကတက်လန်သွားတယ်။ပြည်တွင်းပြည်ပကသူတွေရဲ့စူတောင်းပေးမှုထောက်ဖို့လှုပ်ပေးမှုတွေကြောင့်ကျွန်တော်တို့အောင်ပွဲတွေရခဲ့တယ်။တရင်သုံးရင်ဆိုတာနေတဲ့ပမာဏမဟုတ်ဘူးလို့ PDF ဇိုလန်စီဦးစီးချုပ်ကပြောပါတယ်။ ကလေးတီးတိမ်လမ်းမကြီးအတိုင်းထိုးစစ်ဆင်ရမှကိုသွေးကြောင်သွားလို့တီးတိမ်မှာအင်အားချနှစ်ဖက်ညက်ထိုးဖို့လှုပ်ဆောင်လာတာဖြစ်ပြီးစေကောင်စီတက်စစ်ကြောင်းကိုတိုက်ခိုက်ရမှာလက်နက်ခရမ်းတွေရရှိခဲ့တယ်လို့ပြောပါရယ်ရန်သူဘက်ကလက်နက်တွေလက်နက်ကြီးပေဖြူဟာမြောက်တဲ့လက်နက်တွေလည်းရတယ်ပြီးတော့ဒီစစ်ကြောင်းကိုမတားနိုင်တဲ့အစုံမှာတီးတိမ်ကြိုးဆိုပါအိမ်မှာတက်ဆွဲတဲ့ဟာပြန်ပြီးမှခြေမုံနိုင်တယ်ခြေမုံတဲ့အချိန်မှာရန်သူဘက်ကကားတစ်စီးအပါဝင်လက်နက်ခရမ်းပုံသီးတွေကတော့တော်တော်သိမ့်မိတယ် စစ်ကြောင်းမှာကျွန်တော်တို့ဘက်ကကြာဆုံးရဲပေါ်၂ယောက်ရှိတယ်။ရန်သူဘက်ကတော်တော်အထီးကညားတယ်။ပြီးရင်စစ်တုံးဘန်းတွေလည်းမိထားတယ်။စစ်ကြောင်းထိုးတုံးကလည်းစစ်တုံးဘန်းတွေမိထားတယ်။တီတိန်ကျိုးစိုးပါဤကိုတိုက်တုံးကလည်းစစ်တုံးဘန်းတွေလည်းမိထားတယ်လို့စီဦးစီးချုပ်ကိုကီထွန်ကပြောပါတယ်။လက်ရှိကနေဒီတောင်ချင်းမှာစစ်ကောင်စီတပ်စီရင်လှရှားနေတာရှိတယ်လို့တိုင်းငင်ဘက်ကဖလန်းမျိုးဘက်ဦးတည်တဲ့စစ်ကြောင်းကဘားလုံးအနီးအနာတဝိုက်လှရှားနေတာရှိလို့တော်လိုင်းရဲတပ်ပေါင်းစုတွေကအကောင်ဆုံးစူးစမ်းခုခံခဲ့ကြောင်းအသိပေးထားပါတယ်။ ချင်းကြီးနောက်တာဝန်ရှိသူဖြစ်တဲ့ကိုဆက်လိုင်းကလည်းအားလုံးသိကြတဲ့အတိုင်းပဲအခုအနေထားမှာချင်းပြည်မှာစစ်ကောင်စီကနေပြီးတော့မှသူတို့ရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက်ဆိုပြီးတော့မှတကယ်ကိုအပြင်းအထန်ထိုးစစ်ဆင်နေတယ်။ဒီတိုင်နဲ့ဖလန်းနေတယ်မှဆိုရင်တိုက်ပွဲတွေတော်တော်လေးပြင်းပြင်းထန်ထန်ရှိနေတယ်။ကျွန်တော်တို့စစ်ရေးကိစ္စတွေဖြစ်တဲ့အတွက်ညာတော်အဖြစ်သတင်းထုတ်ပြန်မှုတွေမရှိပေမဲ့စစ်ကောင်စီကနေ့စဉ်လိုလိုဝိုင်းတွင်းနေချက်တိုက်လေရင်တွေနဲ့ဘုံနဲ့ကျဲစစ်ကြောင်းအများကြီးနဲ့ကျွန်တော်တို့ကိုအပြင်းထန်ထိုးစစ်ဆင်နေတယ်လို့ပြောပါရစေ။စစ်ကောင်စီတပ်ထိုးစစ်ကို ချင်းညီနောင်ရဲဘော်တွေအနေနဲ့တက်နိုင်သလောက်ခုခံတိုက်ခိုက်နေပြီးပိမ့်ပိုက်ထားတဲ့ဖလန်းမျိုးနဲ့နေမျိုးတွေပြန်မပေးရအောင်တက်နိုင်သလောက်ကာကွယ်နေတယ်လို့ကိုဆလိုင်းကပြောပါတယ်။အဲဒါကြောင့်ချင်းညီနောင်အပါဝင်ရွေဦးတော်လန်ရီဟာပြည်သူထောက်ပံ့မှုနဲ့တွားနေတာဖြစ်လို့ပြည်သူထောက်ပံ့မှုအမြဲတမ်းလိုအပ်နေကြောင်းအသိပေးပါတယ်။အခုချိန်မှဆိုပို့ပြီးလိုအပ်တယ်။ချင်းပြည်မြောက်ပိုင်းမှာဆိုရင်အချိန်နဲ့တိုက်ပွဲတွေဖြစ်နေတယ်လို့တောင်ပိုင်းမှာဆိုရင်စစ်ကောက်စီကအညာဘက်ကနေတက်နိုင်သလားသူတို့ထိုးပေါက်ဖို့စူးစမ်းနေတယ်လို့လေကိုဆလိုင်းကပြည်သူတွေရဲ့ပံ့ပိုးမှုလိုအပ်တဲ့အခြေအနေကိုပြောပါတယ်။ ချင်းကြီးနောင်ဟာ2024အတွင်းကချင်းတောင်ပိုင်းကမတူပြီးမင်းတက်ကံဘက်လန်ချင်းတွင်းမြို့တို့ကိုသိမ်းပိုက်ထားပြီးအခုနှစ်ညွေကာလမှာချင်းမြောက်ပိုင်းကဖလန်မြို့ကိုသိမ်းပိုက်ထားတာဖြစ်ပါတယ်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။